ဆရာဘာဖြစ်လို့လဲလိမ္မော်ရင်မကြိုက်ရင်တခြားပြောရည်တမျိုးမျိုးတောင်းလိုက်ပေါ့အာမဟုတ်ဘူးဒီဖြောရည်တောင်းပြီးရင်နွားနုံနဲ့စီရီယယ်စားရမှာလေကျုပ်တို့မြမပြီးမှအချင်းနဲ့နွားနုံဘဲတုံးကားမှရောမစားဘူးအစိတ်ဖြစ်တတ်တယ်ဆိုတာကျုပ်ကဆွဲနေတာနွားနုံနဲ့စီရီယယ်ပဲကျုပ်စားတော့မယ်ဖြောရည်မတောက်ဘူးကဲကြည်ပါဦးကျမတို့မှာရဲကြရပြန်တယ်ကိုယ်လေးငါလဲဗျာအိဗယ်မရှိတာခမည်းလို့သာဆိုဒီနိုင်ငံကလူတွေအကုန်သေးကုန်မှာပေါ့ အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လဲပြန်ပြလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဒီအင်္ဂလန်မှာကဇောင်းလွင်းဆိုရင်သိတ်ကြောက်ဖို့ကောင်းတာကွာအေးတဟာသစ်ပင်တွေကို အသေးတက်ပြက်လိုက်တာပေါ့သစ်ပင်တွေဟာအယိုးပြိုင်ပြိုင်နဲ့မီးလောင်ထားသလိုပဲမဲလို့ဒီသစ်ပင်လေးတွေဟာຫນွေဥပေါက်ပြီးဆိုတော့မှရွှန်းလူလေးတွေပြန်ဝေလာပြီးပန်းနေလဲပွင့်ကြရတယ်သစ်ပင်လေးတွေအသက်ပြန်ရှင်လာတာပေါ့မေမောနီဟာ တွေဦးနဲ့အတူ အသက်ပြန်ရှင်လာတဲ့တစ်ပင်ပန်းပင်လေးတွေကိုကြိုးစိုးတဲ့ပွဲပေါ်အင်မတန်ချစ်စရာကောင်းတဲ့အစင်လာပါပဲကီတကီရဲ့ဒီမနေ့ကျမတကယ်ပြောပါတယ်မင်းပြောရင် တို့ဝမ်းသာပါတယ်โอเค see you เนาะသွားတော့မယ်ကီတကီကလူအုပ်ကြားတွေကိုတိုးဝင်ပျောက်ကွယ်သွားတော့တယ်ဟိုး sorry sorry ကီတကီကိုလိုက်ငင်းရင်ကြံခဲ့တယ်ကျမကိုခြာကနေလဲသွားအောင်တွန်းလိုက်ရင် sorry than ဆူညံအော်ဟင်းရင်ပြေးသွားတဲ့တယောက်ကိုမင်းမောနီလူသားတွေကရှောင်ရင်တင်ရင်ဝိုင်းကြည့်ကြတယ်။အိန္ဒိယသူလေးတယောက်အသားဖြူကလမာလေးကကိုဝင်ကလေးနဲ့ဂါဝင်ဖားပါကုံအင်းကြီးဖားပါတဲ့ကပြူထွက်နေတဲ့သူ့ကိုဝင်ကိုအာရှသူပြီးပြီးရှက်စနိုးဖုံးကွယ်ပြီးတငယ်ချင်းတွေမမြင်အောင်ပြေးတာလေ။ Oh my god ဘသူမှလည်းမသိလိုက်ရပါလား။ Hey မင်းဒီလောက်ပိုက်ကြီးပူလာအောင်မစားသင့်ဘူး။ ကလမကလေးရဲ့တငယ်ချင်းတစုက နောက်ကနေအပြေးလိုက်ပြီးစကြတော့ကလမကလေးကအင်္ဂလိုအင်ဒီယန်အင်္ဂလိပ်နဲ့အိန္ဒိယဆက်ဖြစ်ဟန်တူတဲ့သူ့ကောင်လေးရဲ့ကြောပြင်ကိုပုံကွယ်ရင်းနုနုနဲ့អော်နေတာလေးဟာတကယ်ကို ချစ်စရာကြည်နူးစရာလေးပါကဲဆရာမကြီးဟွန်ငေးဒီငေးငေးမနေနဲ့မက်လင်ကောလိထဲကိုဝင်တော့မှာဟွန်မာမိုက်လှမ်းပြနေတယ်အေးနော်လူကွဲသွားရင်ဒီမှာអော်ခေါ်စရာအတန်ချက်ဆက်မရှိဘူး အမေအခုကျမဆောင်ကိုပြန်တက်ပါပြီနော်ဆီယန်အယ်လင်ကတော့အော့စဖို့လမ်းတွေကိုမျက်စီလဲနေစေကျမကိုတစ်ချိန်လုံးစနောင်နေတော့တာပဲကျမကလည်းဘယ်အညံ့ခံလိမ့်မလဲဒါပေမဲ့တကယ်သာအဆောင်ကိုဒီနေရာက ပြန်ဆိုရင်ကျမလည်းမပြန်တတ်ဘူးရဲ့မက်ဒလင်ကောလိဝင်းနာကိုရောက်ခံပြီးတော့လူတွေကပိုကြက်လာသလိုပဲအပြေးပြင်းနဲ့ကောလိဝင်းနဲကိုဝင်ကြတဲ့အချိန်မှာတော့လူတွေဟာတကယ်ကိုပြည့်ကြသွားပါတော့တယ်ဟော ဗန်းပြိုင်ကွမ်းရသချင်းဆိုတန်တွေကို ကျမခတ်တဲ့တဲ့ကြားရပြီအွေ့ွေ့သွားနေတဲ့လူတန်းရှည်ကြီးထဲမှာကျမတယောက်လိုက်ပါရွေလျားလင်းဖြတ်ခနဲဆိုကျမစိတ်ကလည်းမိုင်းထောင်ပေါင်းများစွာအဝေးကိုပြေးပြန်ပါပြီအခုတော့ဝါဆိုလာပြင်းနေရဲ့လူတွေပြစ်သိက်ကြက်ခဲနေတဲ့ဖရားကြီးမဟုတ်ပါဇောင်းနန်းထဲကိုလူတန်းရှည်ကြီးကတွေ့ွေ့ဝင်ရတယ်ဘေးကဖရားကြီးဈေးဆိုင်လေးတွေရဲ့မီးရောင်လေးတွေညွန့်သစ်စေးနံအမွေးတိုင်းနံဇွန်ပန်းနံ အိုးစည်းလေးတွေလင်ကွင်းလေးတွေကြီးကြီးတဲ့အတန်းဘုရားကြီးဈေးသူဈေးသားလေးတွေရဲ့အတန်းချူချူလူတွေကြားမှာတရွေ့ရွေ့ရင်းကမဟာမြတ်မူနေဘုရားရှင်ရဲ့မျက်နှာတော်တစုံတစအမွေနန္တာရေပတ်ဖြန်းမျက်နှာတော်သစ်ပေးနေတဲ့ဇေယတော်ရဲ့သင်္ကန်းတော်တစုံတစကိုရိတ်ခနဲဖူးလိုက်ရသလိုကြောက်သွားလိုက်ပြန်ပေါ်လိုက်နေဘုရားရဲ့ဘေးဝဲရာက တက္ကသိုလ်ကျောင်းသားကျောင်းသူဇုံတွဲလေးတွေဘုရားကြီးမျက်နှာသစ်တော်ရေကြမှစွန့်တက်တဲ့ ဇွန်ပန်းကုန်းလေးတွေကိုရအောင်ယူပြီးချစ်သူကိုမျက်နာလှုပ်တဲ့ခစ်သည်ဗျက်တာလေးတွေရဲ့ချစ်သူဖက်နယ်လေးကိုကင်ပြီးတမော့မော်နဲ့စောင့်နေတတ်တဲ့ကောင်းမလေးတွေရဲ့ဘေးစရာချစ်သူမရှိပဲဇွန်ပန်းကုန်းတကိုင်းကိုင်းနဲ့တွေ့ရကောင်းမလေးတွေကို ပေးဖို့ကြိုးစားနေတဲ့လူနောက်ចောင်းသားတွေရဲ့ပျော်စရာကောင်းပါတယ်အခုခင်မန်းတက္ကသိုလ်ကចောင်းသားចောင်းသူလေးတွေရောတရားကြီးမျက်နာတော်ရေးကြကို ကျမတို့လိုသွားကြသေးလားအဲ့ဒီအစင်းလာရော ရှိသေးလား သိကျင်ပါပြီတော့တဖြည်းဖြည်းနဲ့ကျမတို့တွေမက်ဒလင်ကောလီဝင်းနဲ့ရောက်သွားတဲ့အချိန်မှာတော့နည်းနည်းလေးလူရှောင်သွားပြီးကို့အုပ်စုနဲ့ကို မတ်တက်ရက်လို့ရပြီလမ်းပြန်ကွမ်းရသချင်းစိုးတန်းတွေပြန့်လွင်ထွက်ပေါ်ရာမက်ဒလင်မျောစင်ကိုလည်းလမ်းမြင်ရပြီစတေရာစုရဲ့ဘိသူကအမှုပညာလက်ရာမြောက်စွာနဲ့ချင်းဟောင်းမျောစင်မက်ဒလင်ဟာမင်းတွေဦးရဲ့မှုံပြပြအလင်းရောင်အောင်မှာခံညာထဲဝါလှပါတယ်မင်းနနခင်းရဲ့အလင်းရောင်ကလည်း အဖြည်းဖြည်းချင်းလင်းလိုလာနေပါပြီမလင်းမျောစင်အမြင့်ကနေလေဒူတဲကိုလွင့်ပြန်လာတဲ့ຫນွေဦးအကျိုးကွမ်းရံတချင်းတန်ဟာလဲတကယ်ကိုကြည်နူးစရာပါ မျောစင်အောက်ကညာစွာသောလူဒုပရိသတ်ကြီးဟာလဲတချင်းတန်ကိုတကယ်ကိုခံစားနားထောင်ရင်ຫນွေဦးကိုကြုံနေကြပါတယ်ကာဝဲဝတ်စုံညာစာဝတ်စုံအနဲ့ရောင်ဝတ်ကောင်းစားလာရင်းနဲ့အော့စပို့တက်ကတော့ចောင်းသူចောင်းသားအတွဲလေးတွေကတော့လက်ချင်းတွဲရင် တယောက်မျက်လုံးနဲ့ကိုတယောက်ကဒိုးဝင်ရင်တခိခိရေမောပျော်ရွှင်လို့ကွာရသချင်းတန်ကိုလည်းတို့တို့လိုက်ဆိုလို့ຫນွေဦးကိုဂျုံနေကြတယ်။ရာသီဥရုကစိတ်နေတာပဲမဲ့တကယ်ပဲကျမရင်ထဲမှာຫນွေနေတယ်။ကြီးတော့လွမ်းနေတယ်။ဟောဟိုမှာကျမတို့အဆောင်မှုလေးမိုက်ကလက်ဟန်ချင်းဟန်ပြပြီးခေါ်နေပါလား။ Briefer သွားစားကြစို့တဲ့။ဟုတ်တာပေါ့။တခြားသူတွေလည်းတပြေးပြေးချင်းအုပ်စုလိုက်ပြန်ထွက်နေကြပြီ။ဆရာကြီး ကျမတို့ full english breakfast ဆိုတာကိုစကြည့်ရတော့မယ်။ထုံးစံတိုင်းကျမအကိုကြီး CIA လင့်မျက်နှာဟာရှုံ့မဲ့သွားတယ်။ဟာ၎င်းဘာမှကောင်းမှာမဟုတ်ဘူး။ကျို့အကူဘိုက်စာနေတာကအယမ်းပဲ။ကျို့စားခြင်းနေတာကမြုပ်သီးဆက်ဆက်နဲ့မုံဟင်းကသုံးပွဲလောက်ဇက်တိုက်စားပြစ်လိုက်ခြင်းနဲ့ကျမတို့မှာသူ့ကိုရင်မောရင်ဆရာလင်းကကိုယ်အလင့်ကိုကျွန်တော်လာတော့က ready made မုံဟင်းကတုတ်တွေပေးသေးတယ်လေ။ကုန်ပြီလား။ဆိုတော့ ကုံနာကြာလာပြီတဲ့ကျမကိုလည်းဆရာလင်းပေးရှာပါတယ်ဒါပေမဲ့အဲ့ဒီမုံဟင်းက ready made အရသာဟာမြမပြီမာသာဆိုကျမဘလုံးမစားဝင်မှာမဟုတ်ဘူးအံ့ဩစရာဒီမှာကြတော့အင်မတန်အစားတောက်ခြင်းများတဲ့ကျမတယောက်ရင်နွေးတဲ့ထဲ့စိန်တောက်ရတဲ့အဲ့ဒီမုံဟင်းကားတပကံပြိုက်ခနဲကုံသွားတယ်ဆရာ full english breakfast ဆိုတာဘလို့ဟာမျိုးလဲသိလားအရင်ကစားဘူးလားသူက oxford ကိုတနှစ်နေဘူးပြီးသား အော့စပိုဂျင်ဆိုတော့ကျမကမေးမိပြန်ရောဆရာအဲလင့်မှာရှုံမဲ့မဲ့နဲ့ပြီးပါဘူးဗျာကျုပ်ကလူမသိသူမသိတောလန်းတွေပဲသိတယ်တဲ့မကြခင်တော့သိရမှာပါဒေါနုရဲ့ဆန္ဒတွေမစောပါနဲ့ဆရာရင်က ကျမကိုလမ်းပြောရင်ကဟောဘလို့ဖြစ်တာလဲသူလမ်းကြည့်တဲ့နေရာကိုကျမတို့ကြည့်ကြတော့ကာဘွဲဝတ်စုံညစာစားဘွဲဝတ်စုံအပြည့်အနှက်လေးတွေနဲ့ကျောင်းသားနှစ်ယောက်တကူလုံးရေတွေရွှဲဆိုလို့ ရင်မဆိုးတဲ့တခြားចောင်းသားလေးတွေကလည်းဘေးနားမှာစူယုံစူယုံနေ။ကျမတို့အဆောင်မှုမိုက်ကကျမတို့နားရောက်လာတယ်။ဟေးသူတို့ကຫນွေဦးကိုကြိုးတဲ့အနေနဲ့ချာဝဲမြစ်ထဲကိုခုံချကြတာကွ။ညူးစတိုင်နဲ့ຫນွေဦးကိုကြိုးတာ။သဆိုင်ရာကခွင့်မပြုဘဲချာဝဲတံတားကိုအခုပိတ်ပစ်လိုက်လို့သူတို့မကြည်မလင်ဖြစ်နေကြတယ်လေ။ဟုတ်လား။အေးဒီမှာရှေ့တကွေ့ကြည့်ရင်စားတော့ဆိုင်ရောက်ပြီနော်။ဘွားနှစ်မယ်။โอเค မိုက်ကတွတ်တွတ်တွတ်နဲ့ထွက်သွားတယ်။သူ့နောက်လိုင်းရင်ကျောင်းသားအုပ်စုစီကိုငဲ့ဆောင်ကြည့်လိုက်တော့အမေယေဆုရွှဲနေတဲ့ကျောင်းသားကဟန်နဲ့ပန်နဲ့လက်မြောက်ပြီးရှေ့ထွက်လာတယ်။သူတို့ကကျွန်တော်တို့ပျော်ရွှင်မှုကိုဖျက်ဆီးတာပဲဗျ။မင်းမောနှင်းအစင်လာဟာနှစ်ပေါင်း200တောင်ကျော်ခဲ့ပြီ။ကျွန်တော်တို့ခုံချခြင်းနဲ့ဆိုရင်ခုံချခွင့်ကိုရတင်တာပေါ့။အဲဒီစွန်စားမှုကိုကျွန်တော်တို့ရတင်တယ်။ဒါကျွန်တော်တို့ရွေးချယ်မှုပဲ။ကျောင်းသားတွေကသူ့ကိုလက်ခုပ်တီးကြတယ်။နောက်တစ်ယောက်ကကြတော့လေးပြေလေးနဲ့ ဒါတစ်နှစ်မှတစ်ခါပါဗျာကျွန်တော်တို့အားလုံးစုံလုံးပြောစရာလေးတွေလုပ်လို့မရဘူးလားသူတို့ကတတ်တန်နှောက်ရှက်တာပဲဗျဒါမှန်းနေလို့ကျမကတူးတူးလေးရွတ်လိုက်တော့ဆရာအဲလင်းကအေးမင်းနဲ့ဆိုရင်ခမရလည်းမြစ်ထဲခုံချရလိမ့်မယ်တဲ့ကျမကရင်မောရင်သိရတာဗောကျမကအင်းဝသူရေကူးကျွမ်းမြည်သားချာဝဲတောက်တော့အပြော့ဗောလို့ကဲလာကြလာကြဥမဒေါ်နုမျောနေတဲ့ဖူးအင်္ဂလိပ်ဘရိတ်ဖတ်စားရတော့မယ်ရောက်ပြီ ဆရာရင်ကရှေ့ကဥဆောင်ရင်းအော့စဖို့ဘူဒါနာရောက်လာတာပဲတဲ့ဟုတ်သားပဲမျက်စီကတော့လဲနေတော့တာပဲအော့စဖို့ဘူဒါယုံနားလေးကစားတော့ဆိုင်လေးကတက်တက်ရရတန်တန်ရှင်းရှင်းလေးနဲ့အပြင်အစင်လေးတွေကလည်းလှတယ်အဆိုင်လုံးကိုဒီမနက်စာအတွက်ကျမတို့အဆောင်နှုတ်ကသိမ့်လိုက်တာပေါ့ဆိုင်ထဲမှာ၄ယောက်စား၆ယောက်စားသပွဲလေးတွေကိုလှလှပပပြင်ပေးထားပေမဲ့ကြည်ရတာဘူဖေးပုံစံပဲ ဘူဖေးသပွဲရှေကြီးပေါ်ကစီရီယက်ကွက်ကအုပ်ဘူးမျိုးစုံတင်ထားတာမြင်ရတယ်။စီရီယက်ကွက်ကအုပ်နဲ့နွားလိုကတော့သူတို့မနှံ့စားမပန်းနေကြဆိုတော့ကျမသိတယ်လေ။ဟဲ့ဟဲ့မောင်မောင်နုနုအဲလင်ဟောလှုပ်လာပါပြီ။ကျမတို့လေးအောင်နမဲကိုဒရက်ဆက်ခေါ်ပြီးဝင်လာသူဟာကြာကြီးပြာရလာတာပေါ့။အိန္ဒိယကျောင်းသားတွေနဲ့လုံးဝမပေါင်းမဲကျမတို့နဲ့လာပေါင်းနေတဲ့ကိုဆက်စုကိုပြာရလာတာတယောက်ဒီမနဲ့ပြောက်နေတယ်ထင်တာအခုဘဲကပေါ်လာတယ်မသိဘူး။ ကျမတို့၄ယောက်စပွဲမှာကလတ်ထိုင်းတစ်လုံးဆွဲပြီးဝင်ထိုင်တော့တယ်။ပြီးတော့ဟေးစားကြမယ်လीတဲ့မကြွေးသေးဘူးလေရောက်ဖရ။ဆရာအယ်လင်ကမြန်မာလိုပြောတာကိုကျမတို့ဝိုင်းရယ်ပဲမဲ့လာရခမရ။ဗာလေဗာပြောတာလဲနဲ့ပြောတော့မှပဲ Full English Traditional Breakfast အစီအစဉ်စတင်ပါတော့တယ်။ပထမဆုံးကျမတို့ရှေ့ကဖန်ခွက်ရှေးတွေတဲကိုစပွဲတွေလေးကလိမ္မော်ကြီးလာထည့်ပေးတယ်။လာထည့်ပေးရင်ဒုတိယအနေနဲ့ Serial Quick အောင်နယ်နွားလို့ကိုတော့ ကိုကြိုက်တဲ့လောက်သွားယူစားနိုင်ပါတယ်တဲ့ကျမတို့အားလုံးရဲ့ဖန်ခွက်ဒေတဲကိုလိမ္မော်ရင်လိုက်ထည့်ပေးနေတဲ့သပွဲတို့လေးဟာဆရာအယ်လင်ဖန်ခွက်ထဲကိုထည့်မယ်လို့တော့ no thanks တဲ့ဟောမစ္စတာအယ်လင်ဘိုးတို့ကတော့လှုပ်လိုက်ပြန်ပြီဩဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်က comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ် ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဆရာဘာဖြစ်လို့လဲလိမ္မော်ရေးမကြိုက်ရင်တခြားပြောရည်တမျိုးမျိုးတောင်းလိုက်ပေါ့အာမဟုတ်ဘူးဒီဖြောရည်တောင်းပြီးရင်နွားနုံနဲ့စီရီယယ်စားရမှာလေကျုပ်တို့မြမပြီးမှအချင်းနဲ့နွားနုံဘဲတုံးကားမှရောမစားဘူးအစိတ်ဖြစ်တတ်တယ်ဆိုတာကျုပ်ကစွဲနေတာနွားနုံနဲ့စီရီယယ်ပဲကျုပ်စားတော့မယ်ဖြောရည်မတောက်ဘူးကဲကြည့်ပါဦးကျမတို့မှရေကြရပြန်တယ်ကိုယ်လေးငါလဲဗျာအိဗယ်မရှိတာ ခမားလို့သားဆိုဒီနိုင်ငံကလူတွေအကုန်သေးကုန်ပါပေါ့သူတို့မတတိုင်းစားနေတာသီဦးဗျာသူတို့ကသူတို့ပဲကျွန်တော်ကတော့မစားရဲဘူးဆရာလင်းကော ကောင်းရောဆရာအလင်းတို့ကတော့သူ့စကားတိုင်းပဲဖြောရင်မတော့ပဲစီရီယန်နဲ့နွားတို့ကိုသွားယူတယ်ကျမတို့လည်းလိမ္မော်ရီတောက်ကြီးစီရီယန်နဲ့နွားတို့ကိုသွားယူကြတယ်စီရီယန်နဲ့နွားတို့ကပရိုဖက်ဆာမမတို့အိမ်မှာကျမဆဆားတို့ကဘာလို့များမနှက်စောစောချမ်းချမ်းအေးအေးမှာ ွားနို့အေးကြီးနဲ့စီရီယယ်ကိုရောတောက်ပါလိမ့်။နွားနို့ပူပူလေးများဆိုဘလောက်ကောင်းလိုက်မလဲလို့ကျမနားမလဲနိုင်မဲစားကားစားမှသိလဲမကြိုက်ဘူး။နောက်တော့မှစားလို့ရသွားတယ်။စီရီယယ်မျိုးပေါင်းများစွာထဲမှာကျမကြိုက်တာက all brand လို့ခေါ်တဲ့အမြင်ပါတဲ့ခက်စိန်စိန်စီရီယယ်ကိုကြိုက်တယ်။လိမ္မော်ကြီးစီရီယယ်နဲ့နွားနို့ပြီးတော့ပူပူနွေးနွေးဝက်ဥချောင်းกินနဲ့ကြက်ဥမကြက်တကြက်ကျော်ပေါင်းမုတ်ဖြူပေါင်းမုတ်ညိုစတော်ဘယ်ရီဂျမ်ပြီးတော့လဖက်ရည်ကိုသူတို့ထုံးစံအတိုင်း စိတ်ကြိုက်ဖြောတောင်းဓာရီကိုစားပြီးဘလူဖြောဖြောကဲလို့မရတဲ့လဖက်ရည်ကျဲကျဲကိုတောင်းရင်း full english breakfast ဆိုတာအလွန်စိတ်ဝင်စားနေတဲ့ကျမကဒါပြီးရင်ဘာလာအောင်မလဲရင်ဆရာအဲလင်းကကျမကိုမျက်လုံးပြူကြည့်တယ်ဒါပါပဲခမညာဘာမှမလာတော့ဘူးကျွန်တော်သွားမေးပြီးပါပြီခမညာ full english breakfast ဆိုတာဒါပါပဲခမညာဟင်တကယ်လားဒီတစ်ခါအလက်တကြားထလို့သူကကျမပါပဲဟွန်း ဒီ free bug ကိုကျမ export မလာခင်နှစ်ပတ်လောက်က Bambury ကမမတို့အိမ်မှာနေတိုင်းစားခဲ့တာပဲဟုတ်လားဟုတ်တယ်နည်းနည်းပါးပါးမဒူတာပဲရှိတယ်မမတို့အိမ်မှာပထမဆုံးစတာဒိမော်ရီမဟုတ်ဘူးတသီးဟို grapefruit လေးဒါနဲ့ထက်ချမ်းခွဲပြီးအမွှားလေးတွေကိုဇွန်းနဲ့ကော်စားရတာ jam က strawberry မဟုတ်ဘူးအိမ်မှာလုပ်တဲ့ရှောက်သီး jam လေးပေါင်မုတ်ကလည်းအိမ်မှာဖုတ်တာညိုညိုဆေးဆေးလေးဒီပေါင်မုတ်တွေထပ်စားလို့ပိုကောင်းတယ်ဟာ နုနုမင်းကတကယ်အင်္ဂလိပ်လူကုန်တန်းအိမ်မှာနေခဲ့တာပဲကွယာယီပြာယာထပြောလဲလာရစကားကိုကျမနားမလဲဘူးဘာဖြစ်လို့လဲဟာဘာဖြစ်ရမှာလဲမင်းမတူဘူးလို့ပြောတဲ့တစ်သီးစားတာဟာဒီမှာမတက်နိုင်လို့တစ်သီးအစားလိမ်မော်ဖြိုရည်လုပ်ရတာကွတစ်သီးကအရန်ဈေးကြီးတာကိုပြီးတော့မင်းပြောတဲ့ homemade jam လို့ပေါင်မုတ်တို့ဆိုတာအင်္ဂလိပ်လူကုန်တန်းတွေပဲစားနိုင်တာကွသိရလား อืมသူတို့ကလူကုန်တန်တော့မဟုတ်ဘူးတေးကြတာကတော့ tradition နဲ့အင်္ဂလိပ်တွေပဲအမရဲ့ဗျာ beef breakfast ကြီးကိုနှစ်ပတ်တိုင်းတိုင်းစားခဲ့ပြီးဘာမှမသိဘူးဘယ်သိမလဲကျမကဒါဒီမှာလူတိုင်းမနှက်စားစားရတဲ့ breakfast ထင်းကြီး Oxford ရောက်တော့လဲမနှက်တိုင်းကျမဧည့်တိုင်းစားနေတာ Oh great super buffet ကျမကို wine over ပေးတဲ့အင်္ဂလိပ်အာမေရိတ်မျိုးစုံဟာစူညံသွားတော့တာပေါ့ ကြီးကျယ်လို့ဗျာကျုပ် brief လောက်ဘဲတော့မှမကောင်းဘူးခောက်ဆွဲကြောက်ထုံမနှက်တိုင်းပြုတ်တော့တာဘလောက်ကောင်းလဲရှုံမဲ့နေတဲ့ဆရာအဲလင်ကိုကျမတို့ကရဲလို့မဆုံးနိုင်တော့ဘူးအေးရဲမနေကြနဲ့လာခဲ့ဒီကနေ့အဆောင်အပြန်လမ်းကိုဘယ်သူမှမသိတဲ့လမ်းကခေါ်သွားမယ်သွားမယ်လာကြလာကြဘလူလမ်းလေဘလူလမ်းလေကျမကစိတ်ဝင်စားတယ်အမလီကိုအဲလင်ခေါ်တဲ့လမ်းဆိုခြုံတွေတော်တွေတွေပဲနေမှာပါဒါကဆရာရင်ရဲ့ စိတ်ပြဲအာရုံသာလမ်းကြမ်းညမ်းဆိုပိုကောင်းတယ်ဗျာဒါမှဘိုက်ကြမှာဒါကဆရာလင်းရဲ့အားပေးထောက်ခံတဲ့လာတာကတော့ interesting နဲ့ဒီမှာအကိုကြီးဆရာအယ်လင်ကတော့မျက်လှည့်ပြတော့မယ်မော်ဆရာကြီးခိုင်းနဲ့ရှေ့ကထွက်သွားတယ်ကဲပါ စကားများမနေကြနဲ့လာဒီလမ်းကတိတ်ထူးဆန်းတယ်ထူးဆန်းတာတွေအများကြီးတွေ့ရမယ်ထူးဆန်းတာတွေဘလို့ထူးဆန်းတာသိချင်နေပြန်ပါပြီခုတော့လဲ outfor ဆိုတဲ့ တက္ကသိုလ်မျိုးလေးကနေကျမယင်းနီးစယင်းနီးကျွမ်းဝင်စာပြုတ်လာပါပြီကျမရှောင်းနေကြလမ်းကလေးတွေလမ်းဘေးဝဲရာကတိတ်လာတဲ့ဘန်းကလေးတွေပြီးတော့စက်တေရာစုအမှုပညာလက်ရာရှင်းအောင်အဆောက်အုံတွေဟာကျမနဲ့မစိမ်းကြတော့ပါဘူးအင်္ဂလိပ်နှွေဦးရာသီကလည်းပူပြီးတော့ပြည်ပြင်းလာပါပြီမေလကုံကန်နီနှွေဦးရာသီဟာသူတို့အတွက်တော့နှွေပီတလာပေမဲ့ကျမအတွက်တော့နှွေမပီတသေးပါဘူးမြမပြည်ဇန်နဝါရီစောင်းလာလောက်တော့အေးနေသေးပဲ။ ဂျင်းချက်ကလောက်ကိုအင်းကြီးမထူမပားလေးလောက်ကတော့အပြင်ထွက်ရင်အမြဲဝေးရတော့မှာပဲပြီးတော့မာယာများလာတဲ့အင်္ဂလိပ်ရာသီဥတုထုံးစံအတိုင်းနေရောင်တွေဝင်းပန်နေရကဖြတ်ခနဲအုံမိုင်းညို့ဆိုင်လို့မူးဖွဲ့ဖွဲ့ကရွာတက်သေးတော့ဒီကလေးတစ်ချောင်းကိုလည်းအမြဲဆောင်ထားရတယ်ဒါပေမဲ့ဒီရာသီမှာပန်းတွေတအားပွင့်တာကိုတော့ကျမအလွန်သဘောကျပါတယ်အော့စဖို့တမျိုးလုံးဟာတကယ်ကိုပန်းတွေနဲ့ဝေးလို့နေပါတယ်ဘန်းလူရောင်ချယ်ရီတွေဟာ အရွက်ကိုမမြင်ရလာအောင်တပင်လုံးခဲနေအောင်ပွင့်ကြပါတယ်။နင်းစီရောင်စုံကျူးလီရောင်စုံညစ်ကပ်ပန်းပင်ပူပူလေးတွေကပွင့်နေတဲ့ပန်းရောင်စုံတွေဟာလဲကြည့်လို့ကမဝနိုင်အောင်ပါပဲ။ကျမအဆောင်နုတ်ကနေကျမတို့စန်တာကိုမနက်တိုင်းကျမအမြဲတမ်းလမ်းလျှောက်သွားတယ်။ဘတ်စကားနဲ့ဆို7မိနစ်လမ်းလျှောက်ရင်မိနစ်30တာတာရရပေါ့။ဒါပေမဲ့ကျမရဲ့လမ်းလျှောက်ချိန်ကအမြဲတမ်းမိနစ်40လောက်ကြာတယ်။ ဘမ်ဘာရီလမ်းမကြီးဘေးဝဲရာကပန်းရောင်စုံတွေကို အရသာခံကြည့်ရင် ဖြည်းဖြည်းလျှောက်တာကိုဘန်တွေကိုကြည့်ရင်ជីနူးตาရနေတဲ့စိတ်ကလေးဟာ ဖိတ်ဆိုလွမ်းသလိုဖြစ်လာရင်တော့ထိတ်ခနဲကြောက်မိသေးတယ်။သူပြန်လာမှာကိုပေါ့တလားလောက်နေရင်တစ်ခါပြန်ပေါ်လာတတ်တယ်ဆိုတော့ hostel ပြန်လာမှာကိုကျမသိကြောက်ပါတယ်။ကြောက်ပါတယ်ဆိုမှចောင်းကလေးနဲ့တိုးတဲ့သူကလည်းရှိသေးတယ်။ဘန်ဘာရီလမ်းမကြီးဘေးကတခုရီတော့တစ်ပင်တစ်ပင်လေး ရုံငနေသူ့ကိုတွေ့လိုက်ရောင်းတော့ထိခနဲတောင်ဖြစ်ပြီးပြေးသွားကြည့်မိတာမြမပြေကငုပင်နဲ့အလွန်တူးတဲ့ duff ray ဆိုတဲ့အပင်ပေါ်တွဲလောင်းကြပြီးဝင့်နဲ့အပွင့်ကလည်းအတူတူအယောင်ကလည်းငုဝါရောင်းပဲအနားကကြည်တော့မှအပွင့်လေးအရွက်တွေကမတူတော့တာအဝေးကကြည့်ရင်တော့ကျမတို့နွေရာသီမှာပွင့်တဲ့ငုပင်နဲ့ဘလုံးမှခွဲလို့မရနိုင်ပါဘူးသူ့ကိုကျမမကြည့်ပဲလည်းမနေနိုင်ပါဘူးကြည့်မိတာနဲ့မြင်လိုက်တာနဲ့ရင်ထဲမှာထိခိုက်ပြီးလွမ်းရော အဲ့ဒီလွမ်းစိတ်ကလေးနဲ့အတူပြန်လာမဲ့ home stick ကိုတော့ကျမတကယ်ကြောက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါအင်္ဂလိပ်ငုပင်ကလေး Daffrin နားကနေဖြတ်သွားတဲ့အခါမှာတော့ကျမပြောနေကြမင်းကိုတွေ့ရင်ငါလွမ်းတယ်သိလားလို့ကျမမပြောတော့ပါဘူး။ Daffrin ရေမင်းထက်စိတ်ဝင်စားစရာ ကောင်းတဲ့သူတွေနဲ့ငါတွေ့ရတော့မယ်။သူတို့ကမင်းထက်ပိုပြီးငါကိုလွမ်းအောင် လုပ်နိုင်မလားလို့ကျမပြောမိတယ်။တကယ်လဲကျမစိတ်လှုပ်ရှားနေပါတယ်။မင်းညာကကျမတငယ်ချင်း အင်္ဂလိပ်မွန်ပမာကာပြားကလေး Limse ဖုံးဆက်ပြီးကလေးကပေါ့ Limse ကလန်ဒန်မှာမွေဂျာမနီလူမျိုးနဲ့လက်ထပ်ပြီးဂျာမနီမှာနေတဲ့သူညကဆက်တော့လန်ဒန်ကနေဆက်တာ နုမင်းနဲ့တွေ့ဖို့တို့လန်ဒန်ရောက်နေပြီတို့မျိုးသားကတို့မျိုးသားလဲပါတယ်မနေ့ပြန်အောက်စဖို့ကိုလာခဲ့မယ်မင်းအက်ရှ်မိုလီယန်ပြတိုက်ကိုသိလားအက်ရှ်မိုလီယန်อืมသိတယ်ကိုတို့စန္ဒာနဲ့မျက်နှာချင်းဆိုင်လောက်ပဲကောင်းတယ် အဲ့ဒီမှာတို့တွေ့ကြမယ်မင်းပြလိုက်ရှေ့ကစင်နာကြီးမှာစောင့်နေလေပြီးရင်အက်ရှမိုလီယန်မှာမင်းနဲ့ကိုတို့ညော်နေတဲ့သူတွေရှိတယ်သိလားဘသူတွေလဲဟင်ဘသူတွေရမှာလဲနုနုရဲ့ကိုကြီးကျော်တို့မင်းကြီးမင်းလေးတို့လေဟင်တကယ်တကယ်ပေါ့သူတို့နဲ့တွေ့ဖို့ခွင့်ပြုချက်ကိုဂျာမနီမှာကတည်းကကိုလှမ်းတောင်းထားရတာလူတိုင်းကိုတွေ့ခွင့်မပေးဘူးဟုတ်လားကျမစိတ်လုံရှားစွာနဲ့ဆရာသိပ်ပံမောင်ဝရဲ့အောက်စဖို့တက္ကသိုလ် စာအုပ်ကိုတစ်ဖက်ဖြာလှန်တော့တယ်။စာမျက်နှာ82မှာ38မင်းနဲ့များတဲ့အိန္ဒိယရာဇဝင်သင်ကြားရာ အခန်းကအလျားပေ40အနံပေ30ခန့်ကျဲပေးလိမ့်မည်။အခန်းပတ်လည်တွင်တက်သားဖြင့်ထုလို့၍ထားသော38မင်းနဲ့ယုံများကိုမြင်ရသောအခါကျမမှာအလွန်မင်းအံ့ဩ၍သွားလေသည်။ထိုရုပ်ထုများကနှစ်ပေ3ပေခန့်မြင့်ကြ၏။အချို့ကရက်လျက်အချို့မှာထိုင်းကအချို့လဲကြားပေါ်တွင်အသီးသီးငြိမ်သက်စွာ နေကုန်ကြ၏။နေုံများကိုမြည်သည့်နှစ်ကမြည်သူသည်မြည်သည့်သင်္ဘောဖြင့်ဆောင်ယူခဲ့ပါသည်။နမင်းတို့အောက်စဖို့သို့ရောက်နေကြသည်မှာအတော်ကလေးပင်ကြာပြီထင်၏။တဲ့။ဆရာလိုပဲကျမလည်းသိကျင်လှပါရဲ့။ဒီဖြစ်ကိုကျမတငယ်ချင်းလင်စေးကမကြခင်မှာကျမကိုပေးနိုင်လိမ့်မယ်ထင်တယ်။လင်းစေးကကျမအော့စဖို့ကိုထွက်မလာခင်ကတည်းကမြမပြီမနတ်ပွဲနဲ့နတ်ချင်းနတ်ဆိုင်အကြောင်းတွေကိုလေ့လာခဲ့သေးတာသူကနတ်မြူးစင်နဲ့ဒေါက်တာဘွဲ့ယူမဲ့သူပေါ့ ျစ်မရဲ့ပြုံးရွေလဲကတော့ခံတော်မူပါနတ်ဝတ္ထုရေးဖို့အတွက်နတ်လောကတဲကို၃လနှစ်လောက်ကျမက ဝင်ကြည့်ဘူးတော့ကျမနဲ့ချစ်ခင်တဲ့နတ်ကတော်တွေနတ်ဆိုင်သမားတွေကလည်းအများကြီးပေါ့သူတို့တွေက ကျမနဲ့ပတ်သက်ပြီးလင်းစေးကိုအကုန်ကူညီကြချာတယ်အိန္ဒိယလမ်းတွေကလင်းစေးတဲတဲ့ဟိုတယ်ခေါင်မိုးရေကူးကန်ပေးမှနတ်ဆိုင်ဝိုင်းကြီးတစ်ချိန်ချိန်တီးပြီးအတန်သွင်းကြရတာလေရိုးရာနဲ့တချင်းတွေနဲ့နတ်ဒိုးတန်ကို ကျမအလွန်ကြိုက်ပါတယ် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ